ကဲအဲ့လိုလမ်းရတဲ့စီစကြားနေတယ်ပဲเนาะပထမဆုံးကျွန်တော်ဒီဝါလေးတွားကြည့်မယ်ပေါ့အင်းနောက်ပိတ်ရှေ့ဆိုင်လေးတစ်ခုပေါ့เนาะနောက်ပိတ်ရှေ့ဆိုင်လေးတစ်ခုတွားကြည့်မယ်တွားကြည့်တဲ့ကံကြာတော့6လေးနှစ်6လေးနှစ်ထဲမှာကျွန်တော်တို့ကုတီကိုဆိုတဲ့ဟောဘုကရနာပြတ်တက်ကြည့်တယ်ပေါ့ကဲเนาะ6လေးနှစ်ထဲမှာကုတီကိုဆိုတဲ့ကဏ္ဍတော့ကလည်းရှိတယ်ဘယ်လိုခုမှတကြည်ရဘုကရနာဟိုအဟောင်းနဲ့ပဲပါပြီလားဒီတော့ကုတီကိုကဏ္ဍတော့ကလည်းရှိတယ် အဲ့မှာကျွန်တော်တို့တိခါတာရင်ပေါ့နော်တိခါတာရင်ကျွန်တော်တို့၄ခါတာရင်ကျွန်တော်တို့တိခါတာရင်၉ခါတာရင်အတုံညာခါတာရင်တိခါတာရင်အုံညာခါတာရင်၉ခါတာရင်၈ခါတာရင်နော်၈ခါတာရင်တိကနေစခဲ့တာပေါ့နော်တိကိုကျွန်တော်တို့ဒီနှလုံးပေါင်းရင်တိကိုနှစ်နဲ့ပေါင်းလို့ရှိရင်နောက်ပြီး sorry နော်တုံညာနဲ့နှစ်နဲ့ပေါင်းလို့ရှိရင်ဒီတိကိုနှစ်နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့အဲ၃ဖြစ်တယ်ပေါ့ဗျာနော်ဒီမှာရှိတဲ့၄ကိုကျွန်တော်တို့နှလုံးပေါင်းရင်၅နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့၉ဖြစ်တယ်ပေါ့ဗျာနော် ဒီမှာရှိတဲ့ tip ကိုကျွန်တော်တို့နှလုံးပေါင်းရင်10နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့ tip ဖြစ်တယ်ပေါ့ဗျာနော်ဒီမှာရှိတဲ့ကိုကိုကျွန်တော်တို့3နဲ့4နဲ့ပေါင်းလို့ရှိရင်ခွန်ခွန်ကို6နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့6ဖြစ်တယ်ပေါ့ဗျာနော်ဒီမှာရှိတဲ့၃ညကိုကျွန်တော်တို့နှလုံးပေါင်းကြီးဒီ6နဲ့4နဲ့8 8ကို၃ညနဲ့ပေါင်းလို့ရှိရင်8၃ညနဲ့ဟာပေါ့ရတာပဲနော်ဟောဒီ၃ညနဲ့နှလုံးပေါင်းကြီး8နဲ့ပေါင်းလို့ရှိရင်8ပေါ့ဗျာနော်ဒီ tip ကိုကျွန်တော်တို့နှလုံးပေါင်းရင်6နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့ခွန်ပေါ့ဗျာနော် ီ၃ညကိုကျွန်တော်တို့နှလုံးပေါင်းရင်း၃နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့၃ပေါ့ဗျာနော်ဒီ၉ကိုကျွန်တော်တို့နှလုံးပေါင်းရင်း၂နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့၁ပေါ့ဗျာနော်ဒီမှာ၈ကိုပေါ့နော်ဒီ၂နောက်ပိတ်လေးနဲ့ဒီနောက်ပိတ်လေးနဲ့ပေါ့နော်ဟုတ်ပြီအဲ့မှာကျွန်တော်တို့ဒီတစ်ချိန်၂ချိန်၃ချိန်၄ချိန်၅ချိန်၆ချိန်၇ချိန်၈ချိန်ပေါ့နော်ဒါဟုတ်ဒီ၉ချိန်ပေါ့ဗျာနော်နောက်ပိတ်ကနည်းနည်းတော့ရှည်နေပြီကျွန်တော်တို့နော်အဲ့ဒီကောင်ကိုကျွန်တော်တို့ဒီမှာကကျွန်တော်တို့၅ကိုသုံးပရိတ်ခွန်ပရိတ်ခွန်ကိုကျွန်တော်တို့ဒီ၆နောက်ပိတ်နဲ့၆နောက်ပိတ်နဲ့ပရိတ်ခွန်နဲ့ပေါ့လို့ရှိကျွန်တော်တို့၃လို့ဖြစ်တာနော် ဟောကောပြန်ကြည့်လိုက်တော့เนาะ၃ချောင်းနောက်ဘေးကိုဗရိတ်၉နဲ့ပေါင်းလို့ရှင်ကျွန်တော်တို့၉လို့ဖြစ်တာเนาะဒီ၃နောက်ဘေးကိုကျွန်တော်တို့ဗရိတ်၁နဲ့ပေါင်းအဲ၃နောက်ဘေးကိုဗရိတ်၁နဲ့ပေါင်းလို့ရှင်ကျွန်တော်တို့၁လို့ဖြစ်တာเนาะဒီ၄နောက်ဘေးကိုကျွန်တော်တို့ဗရိတ်၂နဲ့ပေါင်းလို့ရှင်ကျွန်တော်တို့၆လို့ဖြစ်တာဒီ၃နောက်ဘေးကိုကျွန်တော်တို့ဗရိတ်၁နဲ့ဗရိတ်၅နဲ့ပေါင်းလို့ရှင်ကျွန်တော်တို့၈လို့ဖြစ်တာဒီ၆နောက်ဘေးကိုကျွန်တော်တို့ဗရိတ်၁နဲ့ပေါင်းလို့ရှင်ကျွန်တော်တို့၇လို့ဖြစ်တာဒီ၁နောက်ဘေးကိုကျွန်တော်တို့၆၃၆ဗရိတ်၂နဲ့ပေါင်းလို့ရှင်ကျွန်တော်တို့၃လို့ဖြစ်တာဒီ၇နောက်ဘေးကိုကျွန်တော်တို့၆၆နဲ့ဗရိတ်၄ဗရိတ်၄နဲ့ပေါင်းလို့ရှင်၁လို့ဖြစ်တာအခုဒီ၆နောက်ဘေးကိုကျွန်တော်တို့၆၆ကဗရိတ်၇ ဒီ6နောက်ဘေးကို665ဗရိတ်9ပေါ့လို့ရှိကျွန်တော်တို့လုပ်လို့ရှိတာအဲ့လိုဆိုကျွန်တော်တို့ဒီမှာက၃ဖြစ်ရမယ်၃ဖြစ်ရမယ်ဆိုကျွန်တော်တို့6နောက်ဘေး6နောက်ဘေးကို2နဲ့ပေါ့လို့ရှိ30 30ကိုကျွန်တော်တို့3နဲ့ပေါ့လို့ရှိ3ဆိုပြီးတော့နော်3နောက်ဘေးဒါကျွန်တော်ဒီပို့တွေလည်းတင်ပြထားတယ်ပေါ့နော်တော့တော့ဒီတော့ကျွန်တော်တို့အဒါ2ချိန်2ချိန်3ချိန်4ချိန်5ချိန်6ချိန်8ချိန်7ချိန်9ချိန်ယောက်ပေါ့နော်9ချိန်ယောက်ပြည်တော့အဲအဲ့ဒီ site ကိုပဲသူကဒီဆရာ ကျွန်တော်ယူထားတာ ਨੇ ဟိုသူကကျွန်တော်ယူတာအလုံးယူတာဆရာကဘောမိသားကဗရိတ်ယူထားတာအဲ့မှာသူကကွတ်တင်ဖြစ်နေတာပေါ့နော်သောသောပိုင်းဗရိတ်အလုံးမမြင်တာပေါ့ဗရိတ်မမြင်လိုက်ဘူးပေါ့နော်ဗရိတ်မမြင်လိုက်ဘူးသူကအဲ့ဒီမှာကျွန်တော်တို့ခုဒီသုံးနောက်ပိနေပတ်သက်ပြီးတော့ဒီပုံစံမျိုးပေါ့နော်ဘောမိသားသုံးနောက်ပိနေပတ်သက်ပြီးဒီပုံစံမျိုးဆိုတော့အဲ့ဒီကျွန်တော်တို့ကအရှိကိုကျွန်တော်တို့အတူနဲ့ပေါ့နော်အရှိကိုကျွန်တော်တို့ကအတူနဲ့ ြန်သွားမယ်ပြန်သွားတဲ့ခါကျတော့ကျွန်တော်တို့ဒီမှာယူခဲ့တာကသူကကျွန်တော်တို့ကတစ်ချိန်တစ်ချိန်၃ချိန်၄ချိန်၅ချိန်၆ချိန်၇ချိန်၈ချိန်၉ချိန်နဲ့ယူလိုက်တယ်ကျွန်တော်တို့ယူမှာကအခုဒီတစ်ချိန်တစ်ချိန်၃ချိန်၄ချိန်၅ချိန်၆ချိန်နဲ့ပြန်ပြီးတော့ယူမယ်ပေါ့ဗျာနော်၆ချိန်နဲ့ပြန်ပြီးယူမယ်တစ်ချိန်တစ်ချိန်၃ချိန်၄ချိန်၅ချိန်၆ချိန်နဲ့ပေါ့နော်ဆောက်ကြည့်နေဆိုတော့သူကဆရာကဒီကိုခါလေးကိုဒီတုံးနဲ့ပေါင်းလို့ရှိရင်နှစ်နှစ်ကိုကျွန်တော်တို့ဗရေကိုနဲ့ပေါင်းလို့ရှိရင်တစ်ဆိုပြီးတော့เนาะဗရေကိုနဲ့ပေါင်းလို့ရှိရင်တစ်အဲအဲ့လိုဆိုကျွန်တော်တို့ဒီဘက်ကိုပဲ အရင်တော့ကြည်လာပါဗျာကျွန်တော်ပြီးခဲ့တဲ့ဘက်ကပြခဲ့ရရနော်ဒီတော့ဒီသုံးလုံးပေါင်းကြီးဒီငါးတုံညာတုံသုံးလုံးပေါင်းကြီးဒီရှစ်ငါးတုံညာတုံသုံးလုံးပေါင်းကြီးဒီရှစ်ကိုဒါကျွန်တော်ဒီဘွဲမှာဒီ၁၀ခွဲမှုကဖြစ်မနေထိုးမဲ့၁၀ခွဲမှုနော်ဒီ၁၀ခွဲမှုကဒီငါးတုံညာတုံသုံးလုံးပေါင်းကြီးဒီရှစ်ကိုကျွန်တော်တို့နှလုံးပေါင်းကြီးဒီသုံးနဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့တက်လို့ဖြစ်တယ်နော်နှလုံးပေါင်းကြီးတက်လို့ဖြစ်တယ်နော်ငါးတုံညာတုံသုံးလုံးပေါင်းကြီးဒီရှစ်ကိုနှလုံးပေါင်းကြီးသုံးနဲ့ပေါင်းလို့ရှိရင်တက်လို့ဖြစ်တယ်ငါးတုံညာငါးငါးတုံညာတုံညာသုံးလုံးပေါင်းကြီးဒီငါးကိုနှလုံးပေါင်းကြီးဒီ၆နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့ တ်လို့ဖြစ်တဲ့ဒါပြောခဲ့ပြီပြီနော်ဒီနှလုံးပေါင်းကြီးဒီ6ကို၄နဲ့ပေါင်းလို့၈နဲ့ပေါင်းလို့ရှိရင်၄လို့ဖြစ်တယ်၄ကိုနှလုံးပေါင်းကြီး9နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့တက်လို့ဖြစ်တယ်နော်ဒီနှလုံးပေါင်းကြီးဒီ၄ကို6နဲ့ပေါင်းလို့ရှိရင်10ဖြစ်တယ်10ကို9နဲ့6နဲ့ပေါင်းလို့ရှိရင်တက်လို့ဖြစ်တယ်နော်ဒီ6 6 6သုံးလုံးပေါင်းကြီးဒီ10ကို6နဲ့9နဲ့ပေါင်းလို့ရှိရင်ဒီသုံးလုံးပေါင်းကြီး10ကိုနှလုံးပေါင်းကြီး10နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့တက်လို့ဖြစ်တယ်နော်ဒီနှလုံးပေါင်းကြီးဒီ6 6ကို6နဲ့ပေါင်းလို့ရှိရင်2ကိုကျွန်တော်တို့9နဲ့4နဲ့ပေါင်းလို့ရှိရင်9 အလုံးပေါင်းရင်းကိုလုံးလုံးပေါင်းရင်းနှစ်နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့တက်လို့ဖြစ်တယ်ပေါ့နော်တက်လို့ဖြစ်တယ်အဲ့မှာကျွန်တော်တို့6ကပ်ပေါ့နော်6ကပ်မှာကျွန်တော်တို့ဒီအခုချိန်မှာဒီနှလုံးပေါင်းကြီးဒီနှစ်ကိုကျွန်တော်တို့9နဲ့ပေါင်းလို့ရှိရင်တက်တက်ကိုကျွန်တော်တို့တက်ဖြစ်ဖို့ရတယ်6ခါတိုင်းပေါ့နော်အဲ့6ခါတိုင်းကိုကျွန်တော်တို့ဒီချိန်မှာမတုံးတော့ဘူးပေါ့ဆက်ပြီးမတုံးဘူးပေါ့ဗျာနော်ကျွန်တော်မတုံးတာပြောတာမိတ်ဆွေတို့အနေနဲ့တုံးရင်လည်းတုံးပေါ့နော်တုံးရင်လည်းတုံးအဲ့မှာကျွန်တော်တို့တစ်ချိန်နဲ့ချိန်3ချိန်4ချိန်5ချိန်6ချိန်ဆိုပြီးတော့တက်6ပြားသွားလိုက်တာတက်6ပြားခင်းလိုက်တာပေါ့နော်တက်6ပြားခင်းလိုက်တဲ့ခါကျတော့ကျွန်တော်တို့က အဲ့ပြီးကြတဲ့ဘက်ကကျွန်တော်တို့နှိလေးချောက်ကလေးနှိလေးချောက်မှာလေးလေတိုင်းကစကြရရပါတော့အခုကျွန်တော်တို့ဒီချိန်မှာလဖမ်းပါကျွန်တော်ဒီချိန်မှာလဖမ်းတဲ့ကတခါကျွန်တော်ပြောခဲ့တယ်ဒီဆရာကဘောမြေသားပြခဲ့တဲ့ပရိကဒီကိုနောက်ပိလေးကိုလေတိုင်းလေးကိုဒီသုံးနဲ့ပေါင်းလို့ရှိရင်နှစ်ကိုကျွန်တော်တို့ဒီပရိကိုနဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့တက်လို့ရိုက်တာเนาะပရိရိုက်တာဒီသုံးကခါးလေးကိုကျွန်တော်တို့6နဲ့ပေါင်းလို့ရှိရင်6 6ကိုကျွန်တော်တို့ပရိ9နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့တက်လို့ထည့်တာเนาะဒီမှာလည်းကျွန်တော်တို့တက်ခါးတိုင်းတက်ခါးတိုင်းလေးကိုတက်နဲ့ပေါင်းလို့ရှိရင်နှစ် နှစ်ကိုကျွန်တော်တို့ဗရေကိုးနဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့တက်လို့ဖြစ်တာနော်တက်လို့ဖြစ်တာဒီမှာလည်းကျွန်တော်တို့တုံညာခါတိုင်းတုံညာခါတိုင်းကိုကျွန်တော်တို့ခွန်နဲ့ပေါင်းလို့ရှိရင်ခွန်ခွန်ကိုကျွန်တော်တို့ဗရေလေးနဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့တက်လို့ဖြစ်တာဒီမှာလည်းကျွန်တော်တို့ကိုးခါတိုင်းကိုးကိုကျွန်တော်တို့ဆောင်းနဲ့ပေါင်းလို့ရှိရင်ငါငါကိုဗရေ6နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့တက်လို့ဖြစ်တာဒီမှာလည်းကျွန်တော်ရှစ်ခါတိုင်းရှစ်ခါတိုင်းကိုနှစ်နဲ့ပေါင်းလို့ရှိရင်တုံညာတုံညာကိုကျွန်တော်တို့တက်ဖြစ်ဖို့ရတဲ့တက်ဗရေအဲ့ကြတက်ဖြစ်ဖို့ရတဲ့တက်ဗရေဆိုရင်ရှင်းနေလို့ပေါင်းရှစ်နော်ရှင်းနေလို့ပေါင်းရင်ရှစ်ဖြစ်မယ် ရှင်သန်လုံးပေါင်းကြီးရှိဖြစ်မယ်ဆိုတော့အဲ့ဒီမှာရှင်သန်လုံးပေါင်းကြီးရှိဖြစ်မယ်ဆိုတော့ကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကအဲ့ဒီခုနကတစ်ပေါ်နော်တစ်ကိုပဲရှင်ဇာတန်းသွားတာပေါ့ဗျာနော်ဒီသုံးလုံးပေါင်းကြီးဒီနှစ်ဗရိတ်နှစ်ဗရိတ်နှစ်ကိုကျွန်တော်တို့၄နောက်ပိတ်နဲ့ပေါင်းလို့ရှိရင်6 6ကိုကျွန်တော်တို့ရှင်သန်လုံးပေါင်းကြီး9နဲ့ပေါင်းလို့ရှိရင်တစ်လို့ဖြစ်တယ်နော်တစ်လို့ဖြစ်တာဒီမှာကျွန်တော်တို့၃နောက်ပိတ်၃နောက်ပိတ်ကိုဗရိတ်9နဲ့ပေါင်းလို့ရှိရင်8 8ကိုကျွန်တော်တို့ရှင်သန်လုံးပေါင်းကြီး3နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့တစ်လို့ဖြစ်တာ6နောက်ပိတ်6နောက်ပိတ်ကို 66ဘုံဘရိတ်တဲ့6နောက်ဘေးကိုဘရိတ်တဲ့ပေါလို့ရှင်ခွန်ခွန်ကိုကျွန်တော်တို့ရှင်သမုံပေါင်းရင်4နဲ့ပေါလို့ရှင်တို့တို့တက်လို့ဖြစ်တာဒီမှာတင်းနောက်ဘေးတင်းနောက်ဘေးကိုကျွန်တော်တို့6တုံညာ6ဘရိတ်နှစ်တက်ကို2နဲ့ပေါလို့ရှင်3 3ကိုကျွန်တော်တို့ရှင်သမုံပေါင်းရင်8နဲ့ပေါလို့ရှင်တို့တို့တက်လို့ဖြစ်တာဒီမှာကျွန်တော်တို့9နောက်ဘေး9နောက်ဘေးကိုကျွန်တော်တို့66နှစ်ဘရိတ်4ခွန်ကို4နဲ့ပေါလို့ရှင်တက်အဲ့ဒီကိုကျွန်တော်တို့ရှင်သမုံပေါင်းရင်10နဲ့ပေါလို့ရှင်တို့တို့တက်လို့ဖြစ်တာဒီမှာကျွန်တော်တို့6နောက်ဘေး6နောက်ဘေးကိုကျွန်တော်တို့665ဘရိတ်ခွန် ဆောင်းနောက်ဘေးကိုဘရိတ်ခွန်နဲ့ပေါလို့ရှိရင်တော့အဲတော့ကျွန်တော်တို့တစ်ဖြစ်ပို့ရတဲ့ရှင်နှလုံးပေါင်းကြီးတိရှစ်နော်ရှင်နှလုံးပေါင်းကြီးတိရှစ်ဒါကကျွန်တော်တို့ဒီဟာနဲ့ပတ်သက်ပြီးတော့တွားတာဒီတစ်တင်နဲ့ပတ်သက်ပြီးတော့တွားတာနော်တစ်တင်နဲ့ပတ်သက်ပြီးတော့တွားတာဒါလည်းပြီးတဲ့ဘက်ကဒီဆရာကဘောပြီနောက်ပိတ်ပေါ့နော်ဆောင်းနောက်ဒီပြီးတဲ့ဘက်ကနောက်ပိတ်နေအခုနောက်ပိတ်နေပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ဒီ၃နှစ်လေးရစတာပေါ့နော်၃နှစ်လေးရစလိုက်တရားပေါ့နော်ဒီမှာကျွန်တော်တို့၃လုံးပေါင်းကြီးဒီ၄လုံးပေါင်းကြီးဒီ၄၄ကိုကျွန်တော်တို့ဒီ နှစ်ချောက်လေးသုံးလုံးပေါင်းကြီးဒီနှစ်နှစ်ချောက်လေးသုံးလုံးပေါင်းကြီးဒီနှစ်ဆောက်ပစ်ခွန်သုံးလုံးပေါင်းကြီးဒီလေးကိုနှစ်ချောက်လေးသုံးလုံးပေါင်းကြီးဒီနေ့လေးနဲ့နှစ်နဲ့ပေါင်းလို့ဆိုကျွန်တော်တို့တစ်ပါဝါအချောက်ပါဝါကျွန်တော်တို့တစ်လို့ဖြစ်တာနော်အစားကြီးကနော်6ပါဝါကျွန်တော်တို့တစ်ပါဝါ6လို့ဖြစ်တာဒီမှာကျွန်တော်တို့တစ်ခွန်တစ်ခွန်6တစ်ခွန်6သုံးလုံးပေါင်းကြီးဒီလေးလေးကိုကျွန်တော်တို့ sorry ခွန်နှစ်ချောက်လေးနော်မက6လေးနဲ့သုံးလုံးပေါင်းကြီးဒီနှစ်နှစ်ကိုတစ်ခွန်6သုံးလုံးပေါင်းကြီးဒီလေးသုံးလုံးပေါင်းကြီးဒီလေးကိုသုံးလုံးပေါင်းကြီးဒီနှစ်နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့6လို့ဖြစ်တာနော်6လို့ဖြစ်တာ ဒီမှာလည်းကျွန်တော်တို့86နှစ်သုံးလုံးပေါင်းကြီးဒီ5ငါတို့ကျွန်တော်တို့၄နှစ်ငါသုံးလုံးပေါင်းကြီးဒီ1တစ်ကို5နှစ်ပေါင်းလို့ဆိုရင်ကျွန်တော်တို့6လို့ဖြစ်တာเนาะ6နှစ်ငါသုံးလုံးပေါင်းကြီးဒီ3 3ကိုကျွန်တော်တို့156သုံးလုံးပေါင်းကြီးဒီ3အဲ့3ကို3နှစ်ပေါင်းလို့ဆိုရင်ကျွန်တော်တို့6လို့ဖြစ်တာเนาะဒီမှာလည်းကျွန်တော်တို့152သုံးလုံးပေါင်းကြီးဒီ9 9ကိုကျွန်တော်တို့566သုံးလုံးပေါင်းကြီးဒီ9 9ကို9နှစ်ပေါင်းလို့ဆိုရင်ကျွန်တော်တို့6လို့ဖြစ်တာဒါအခုကနောက်ဆုံးကြည့်ပေါ့เนาะ9 2 4သုံးလုံးပေါင်းကြီးဒီ1 9 2 4သုံးလုံးပေါင်းကြီးဒီ1ကို66လို့သုံးလုံးပေါင်းကြီးဒီ9 တစ်ကို9နဲ့ပေါင်းလို့ရှိရင်ကျတို့6လို့ဖြစ်တာလူဒီ3နောက်ပိတ်ဟမ်လူဒီ3နောက်ပိတ်လိုင်းအစဉ်ပြေးသလားမသိဘူးနော်လူဒီ3နောက်ပိတ်လူဒီ3နောက်ပိတ်နဲ့ကျတော်တို့ဗရိတ်တက်နေပေါ့နော်လူဒီ3နောက်ပိတ်နဲ့ဗရိတ်တက်နေပေါ့လူဒီ3နောက်ပိတ်နဲ့ဗရိတ်တက်နေကိုကျွန်တော်ကဆက်အခြေခံတိုင်းထားတဲ့ဟာကတော့ဒီနှလုံးပေါင်းကြီးဒီ9ကိုကျတော်တို့ဒီ3နဲ့ပေါင်းလို့ရှိရင်ကျတော်တို့8လို့ဖြစ်တယ်နော် ဒီနှလုံးပေါင်းကြီးဒီ9ကို6နဲ့ပေါင်းလို့ရှိရင်တို့တို့1လို့ဖြစ်တာဒီနှလုံးပေါင်းကြီးဒီ6ကို9နဲ့ပေါင်းလို့ရှိရင်တို့3လို့ဖြစ်တာဒီနှလုံးပေါင်းကြီးဒီ4ကို1နဲ့ပေါင်းလို့ရှိရင်9လို့ဖြစ်တာဒီနှလုံးပေါင်းကြီးဒီ6နဲ့6နဲ့4ကို6နဲ့9နဲ့1 4နဲ့1နဲ့ပေါင်းလို့ရှိရင်တို့9လို့ဖြစ်တာဒီနှလုံးပေါင်းကြီးဒီ6 6ကို9နဲ့4နဲ့ပေါင်းလို့ရှိရင်ကို6နဲ့9နဲ့ပေါင်းလို့ရှိရင်9လို့ဖြစ်တာ6ကเนาะနှလုံးပေါင်းကြီး9ကို3နဲ့4နဲ့3 3နဲ့ပေါင်းလို့ရှိရင်8နှလုံးပေါင်းကြီး9ကို ၄နဲ့၄နဲ့6 6နဲ့5နဲ့ပေါင်းလို့ရှိရင်ဒီနှလုံးပေါင်းခြင်း6ကို2နဲ့5နဲ့ခွန်ခွန်ကို6နဲ့ပေါင်းလို့ရှိရင်3နှလုံးပေါင်းခြင်း4ကို5နဲ့6နဲ့တိ4နဲ့တိနဲ့ပေါင်းလို့ရှိရင်5နှလုံးပေါင်းခြင်း4ကို1နဲ့ပေါင်းလို့ရှိရင်5နဲ့6နဲ့6နဲ့5နဲ့တိတိကို4နဲ့ပေါင်းလို့ရှိရင်5နှလုံးပေါင်းခြင်း6ကို5နဲ့4နဲ့ကို6နဲ့9နဲ့ပေါင်းလို့ရှိရင်5နော်အဲ့ဒါစတည်ခဲ့တာဖြစ်တဲ့တည်းအဲ့ဒီနောက်ကိုပဲကျွန်တော်တို့ကဘယ်လိုပြောမလဲဆိုရင်ဟိုလိုက်တဲ့သဘောပေါ့နော်အကြီးကတော့လိုက်တဲ့သဘောပေါ့အဲ့ဒီမှာကျွန်တော်တို့ဒီ9ကို3နဲ့ပေါင်းလို့ရှိရင်နော် ော့ဘောင်းနေဟာလူလေးအောင်နေနေအားကိုဒီနှလုံးပေါင်းချင်းသုံးနဲ့ရှစ်လို့ဖြစ်သွားတဲ့ခါမှာနော်ဒီမှာကကျွန်တော်တို့သူ့ကိုပြန်ထည့်တာပေါ့ဗျာနော်နှလုံးပေါင်းချင်းဒီကိုကိုလေးနဲ့ပေါင်းလို့ရှိရင်သုံးကိုကိုလေးနဲ့ပေါင်းလို့ရှိရင်သုံးသုံးကိုကျွန်တော်တို့ရှင်နှလုံးပေါင်းချင်း၅နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့ရှစ်လို့ဖြစ်တာနော်ရှစ်လို့ဖြစ်တာနော်ရှစ်လို့ဖြစ်တာတခြားကြီးရယ်နော် ဒီမှာကျွန်တော်တို့နှလုံးပေါင်းကြီးဒီဒီ၃နောက်ပေး၃နောက်ပေးကိုနှလုံးပေါင်းကြီးဒီ၅နဲ့ပေါင်းလို့ရှိရင်၃နောက်ပေးကို၅နဲ့ပေါင်းလို့ရှိရင်ရှစ်ရှစ်ကိုကျွန်တော်တို့ရှင်နှလုံးပေါင်းရင်၃နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့တက်လို့ပြန်ဖြစ်တာနော်ဒီမှာ၆နောက်ပေး၆နောက်ပေးကိုကျွန်တော်တို့နှလုံးပေါင်းရင်၃နဲ့ပေါင်းလို့ရှိရင်ကိုကိုကိုကျွန်တော်တို့ရှင်နှလုံးပေါင်းရင်၄နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့၃လို့ဖြစ်တာနော်ဒီမှာ၁နောက်ပေး၁နောက်ပေးကိုကျွန်တော်တို့နှလုံးပေါင်းရင်၆နဲ့ပေါင်းလို့ရှိရင်ခွန်ခွန်ကိုကျွန်တော်တို့၈နဲ့ပေါင်းလို့ရှိရင်ရှင်နှလုံးပေါင်း၈နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့၅လို့ဖြစ်တယ်ဒီမှာ9နောက်ပေး9နောက်ပေးကိုကျွန်တော်တို့ နှလုံးပေါင်းရှိခုနှစ်ရှင်းနဲ့ပေါင်းလို့ရှိရင်ငါငါ့ကိုကျွန်တော်တို့ရှင်းနှလုံးပေါင်း30နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့9လို့ဖြစ်တာဒီမှာကျွန်တော်6နောက်ပြီ6နောက်ပြီကိုကျွန်တော်တို့နှလုံးပေါင်းကြီးဒီ1 6နဲ့1နဲ့ပေါင်းလို့ရှိရင်ခွန်ခွန်ကိုကျွန်တော်တို့9ဖြစ်ဖို့ပါတဲ့ရှင်းနှလုံးပေါင်းကြီးဒီ8 6 6 5နှလုံးပေါင်းကြီးဒီခွန်ခွန်ကိုရှင်းနှလုံးပေါင်းကြီး10နဲ့ပေါင်းလို့ရှိရင်9ဆိုပြီးတော့เนาะဒါရှင်းနှလုံးပေါင်းကြီးဒီ10ပေါ့เนาะရှင်းနှလုံးပေါင်းကြီးဒီ10ဒီကရှင်းနှလုံးပေါင်းကြီးဒီ10နဲ့ သုံးနောက်ပိနေပေါ့နော်ရှင်သူလုံးမောင်ကြီးဒီရှင်နဲ့သုံးနောက်ပိနေကိုခုနကအတူတူပါပဲကျွန်တော်တို့ယူသွားလိုက်တယ်ခုနကကျွန်တော်ပြောခဲ့တယ်အဲဒီသုံးနောက်ပိနေပေါ့နော်သုံးနောက်ပိနေလည်းဒီပုံစံအဲအတူတူပဲသုံးနောက်ပိနေလည်းအတူတူပဲဒါမှမဟုတ်ကျွန်တော်တို့အမ်ဘယ်လိုပြောမလဲဆိုတော့ကဘယ်လိုပြောမလဲဆိုတော့ကဆိုတော့ခုနကဒီဘက်ကဟာနဲ့ဒီဘက်ကနဲ့ပြပြလောက်ပါတယ်ကျွန်တော်လည်းရှုပ်ရှုပ်နေပေါ့နော် ခုနကဒီဟာပေါ့ဗျာနော်ကျွန်တော်စောက်ကင်လိုက်တာဒီလိုစောက်ကင်လိုက်တာသူပရိပါပါလာတော့ပိုးအရှင်ပြေးသွားတာပေါ့ဗျာနော်အဲ့လိုပုံစံဖြစ်သွားတယ်ပရိပါပါလာတဲ့ကကြတော့နော်ပရိပါပါလာတဲ့ကကြပိုးအရှင်ပြေးသွားတယ်လာသူကဒီ6တိခွန်သုံးလုံးပေါင်းကြီးတွေလေးနော်6တိခွန်သုံးလုံးပေါင်းကြီးတွေလေးကိုကျွန်တော်တို့ဒီ၈နဲ့ပေါင်းလို့ရှိရင်နော်၈နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့နှစ်လို့ထည့်တာနော်၈နဲ့ပေါင်းလို့ရှိရင်နှစ်လို့ထည့်တာအဲ့ဒီနှစ်ကိုကျွန်တော်တို့ဒီမှာကိုးကိုးခံထားတာပေါ့နော်ကိုးလေးကိုးကိုးဟွာလေးခံထားတာပေါ့နော် ကိုကိုကျွန်တော်တို့ဒီ၃နောက်ပိတ်နဲ့ပေါ့လို့ရှိရင်ကိုကို၃နောက်ပိတ်နဲ့ပေါ့လို့ရှိရင်နှစ်နှစ်ကိုကျွန်တော်တို့ရှင်းလုံးပေါင်းရင်၅နဲ့ပေါ့လို့ရှိရင်ခွန်လို့ဖြစ်တာအဲ၃နှစ်လေးမှာပဲထိစုကိုပြန်ချုပ်တာဒီနှစ်ပါပါကျွန်တော်တို့ခွန်လို့ဖြစ်တာနော်ထိစုကိုပြန်ချုပ်တာအခုဒီမှာကအဲကျွန်တော်တို့၁ခွန်၆၃လုံးပေါင်းကြီးဒီ၁ခွန်၆၃လုံးပေါင်းကြီးဒီ၄လေးကိုကျွန်တော်တို့၁၀နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့၄၁၀နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့၄ပဲနော်၁၀နဲ့ပေါင်းလို့ရှိရင်ဒီ၄ကိုကျွန်တော်တို့ဒီမှာ၃နောက်ပိတ်၃နောက်ပိတ်ကို၃နောက်လေတိုင်း လိမ့်နာလေးတန်းကို6နဲ့ပေါင်းလို့ရှိရင်6 6ကိုကျွန်တော်တို့ရှင်းလုံးပေါင်းရင်3နဲ့ပေါင်းလို့ရှိရင်9လို့ဖြစ်တာ၄ပါဘာကျွန်တော်တို့9လို့ဖြစ်တာနော်၄ပါဘာ9လို့ဖြစ်တာဒီမှာကကျွန်တော်တို့ခွန်6နဲ့3လုံးပေါင်းရင်ဒီ5ခွန်6နဲ့3လုံးပေါင်းရင်ဒီ5ကိုကျွန်တော်တို့နှလုံးပေါင်းရင်ဒီ6နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့7လို့ဖြစ်တာနော်နှလုံးပေါင်းရင်ဒီ6နဲ့ပေါင်းလို့ရှိရင်7လို့ဖြစ်တာအဲ့ဒီကိုကျွန်တော်တို့ဒီ7ခါးတိုင်းလေးနဲ့တင်နောက်ပိနေပေါင်းလို့ရှိရင်နှစ်နှစ်ကိုကျွန်တော်တို့ရှင်းနှလုံးပေါင်းရင်းဒီ၄နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့၆လို့ဖြစ်တာတက်ပါပါနော်ဒီမှာတော့ကျွန်တော်တို့ 6နဲ့5 6နဲ့5သုံးလုံးပေါင်းကြီးတိ3 3ကိုကျွန်တော်တို့နှလုံးပေါင်းကြီးတိ9 3ကို9နဲ့ပေါင်းလို့ဆိုကျွန်တော်တို့တုံညလို့ဖြစ်တာအဲ့ဒီတုံညကိုကျွန်တော်တို့ဒီမှာကတုံညအလေတိုင်းတုံညအလေတိုင်းကိုကျွန်တော်တို့9တော့ပိနေပေါင်းလို့ရှိရင်ခွန်ခွန်ကိုကျွန်တော်တို့ရှင်းနှလုံးပေါင်းကြီး10နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့9လို့ဖြစ်တာနော်တုံညကိုကျွန်တော်တို့9လို့ဖြစ်တာဒီမှာလည်းကျွန်တော်တို့2 5 4သုံးလုံးပေါင်းကြီးတိ sorry 2 5 4သုံးလုံးပေါင်းကြီးတိ9 9ကိုကျွန်တော်တို့နှလုံးပေါင်းကြီးတိ10နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့တုံညလို့ဖြစ်တာ အဲ့ဒီတော့ကျွန်တော်တို့ဒီမှာကကိုးကိုးလေတိုင်းကိုးလေတိုင်းကိုစောင့်နေပေါင်းလို့ရှိရင်ငါငါကိုကျွန်တော်တို့ရှင်သလုံးပေါင်းရင်6နဲ့4နဲ့တုံညာငါကိုတုံညာနဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့ငါလို့ဖြစ်တာအခုဒီမှာကကျွန်တော်တို့ငါနှစ်လေသုံးလုံးပေါင်းရင်ဒီ1တစ်ကိုကျွန်တော်တို့နှလုံးပေါင်းရင်ဒီနှစ်နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့တုံးလို့ဖြစ်တာတစ်ကိုနှစ်နဲ့ပေါင်းလို့ရှိရင်တုံးလို့ဖြစ်တာအဲ့ဒီတော့ကျွန်တော်တို့ဒီမှာကလေတိုင်းရှစ်လေတိုင်းကိုနှစ်နဲ့ပေါင်းလို့ရှိရင်နှစ်နှစ်ကိုကျွန်တော်တို့ရှင်သလုံးပေါင်းရင်သုံးနဲ့မှာเนาะ ရှင်နှလုံးပေါင်းရင်လုံးနဲ့မှာရှင်နှလုံးပေါင်းရင်ရှင်နှမှာရှိဖြစ်မယ်နော်ရှင်နှလုံးပေါင်းရင်ရှင်နှမှာရှိဖြစ်မယ်နှလုံးပေါင်းကြီးဒီ30 30ကိုကျွန်တော်တို့ရှင်နှပေါင်းလို့ရှိရင်ရှစ်ဆိုပြီးတော့ရှင်နှလုံးပေါင်းရင်ရှစ်လုံးနောက်ပဲနော်ရှင်နှလုံးပေါင်းရင်ရှစ်လုံးနောက်ပဲဒါရှင်နှလုံးပေါင်းရင်ရှစ်လုံးနောက်ပဲကသူကဒါပေမဲ့အခုချိန်ကြီးတော့မပြတ်သေးဘူးနော်အခုချိန်ကြီးတော့သူတော်ရည်ရှိတယ်เนาะကျွန်တော်တို့ပြီးခဲ့တဲ့ဘက်က ဒီ665လိုကဏ္ဍမျိုးဖြစ်နေမှာဆိုလို့ပေါ့နော်။ဒါမှမဟုတ်ကောင်ကမတ်တင်နဲ့သွားတာ။တို့665မှာတော့မတ်တင်နဲ့သွားတာမဟုတ်ဘူး။ဖြစ်စင်နဲ့ကျွန်တော်တို့3လေးလုံးနှစ်နဲ့ပေါ့ဗျာနော်။အဲ့ပုံစံတွေဒီကောင်ကမတ်တင်နဲ့သွားတာ။မတ်တင်နဲ့သွားတဲ့ဟာကြီးနဲ့ကြောက်ရတယ်နော်။ဟိုအတိထသူဒါဒီသားသူဒီတစ်ခွဲကောင်းကတော့ဟိုလိုပေါ့ပြောမယ်ဆိုရင်ကျွန်တော်လည်းမလွယ်သေးဘူးပေါ့နော်။တစ်ခွဲကောင်းကတော့ဟိုလောစင်အနေထားမှာလဲကျွန်တော်တို့ဟိုထုတ်လဲမထုတ်ရသေးဘူးပေါ့နော်။ထုတ်လဲမထုတ်ရသေးဘူး။ထုတ်လဲမထုတ်ရသေးဘူး။ဒါပေမဲ့ဒီအခုပြခဲ့တဲ့မူကိုလည်းပေါကနန်းထုတ်ပြီပဲ။ ဒါကြောင့်ကျွန်တော်ဒီတစ်ပတ်မှာသတိတရားကျွန်တော်ကဟောနဲ့လေးကနဲ့ပဲထုတ်နော်လေးကနဲ့ပဲထုတ်ပါတော့။တောင်းရှိတာကျွန်တော်တို့ငါးကက်ဒီပါဒီမအောင်လို့မနော်လေးကနဲ့ပဲထုတ်မယ်ပေါ့နော်။လေးကနဲ့ပဲထုတ်တဲ့ကကျွန်တော်ခုနကတော့ဟာအဲ့လောက်ဆိုရင်ကျွန်တော်တို့တော်တော်များများဟိုသွားလို့ရပြီပေါ့နော်။ဆရာမုံမင်းစီမင်္ဂလာပါဆရာကြီး။ဟုတ်ကဲ့ပါ။အဲ့ဒီမှာကျွန်တော်တို့အချုပ်လေးပေါ့ဗျာနော်။အချုပ်လေးအချုပ်လေးအချုပ်လေးတစ်ခုပါလာတာပေါ့နော်။အချုပ်လေးတစ်ခုပါလာတာ၃နှစ်လေးမှာကျွန်တော်တို့စားခဲ့ရရပေါ့နော်။အရှင်ကျွန်တော်ပေါင်းရင်းဒီ၈၃နောက်ပိတ်ပိတ်၁နော်။ရှင်းခဲ့ပြီနော်။ ခဏတော့ကျွန်တော်တို့ဒီကိုးတော့ကိုးလေတိုင်းနဲ့သုံးတော့ပိနေနှစ်တည်းနှစ်ကိုဘယ်ကိုးနဲ့တစ်တယ်ဒါတစ်ချောက်ပြားလေးပဲအဓိကအပေါ်မှာတစ်ချောက်ပြားရှိကလေးအောက်မှာတစ်ချောက်ပြားပဲတူတူနောက်ကိုလိုက်ကြည့်တာပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ဒီသုံးလုံးပေါင်းကြီးတွေတုံညနော်သုံးလုံးပေါင်းကြီးတွေတုံညတုံညကိုကျွန်တော်တို့ရှင်းသုံးလုံးပေါင်းကြီးတွေဟာနဲ့ပေါင်းလို့ရှိရင်ဟာနော် ရှင်းသုံးလုံးပေါင်းဟာနဲ့ပေါင်းလို့ရှိရင်ငါသုံးတော့ပိကိုလေးနဲ့ပေါင်းလို့ရှိရင်ခွန်ခွန်ကိုသုံးနဲ့ပေါင်းလို့ရှိရင်တုံညနော် 6နောက်ပိတ်ကိုကျွန်တော်တို့နှလုံးပေါင်းရင်း၄နဲ့ပေါင်းလို့ရှိရင်၃ည၃ညကိုနှလုံးပေါင်းရင်း၄နဲ့ပေါင်းလို့ရှိရင်၄เนาะ7နောက်ပိတ်ကိုရှင်နှလုံးပေါင်းရင်း6နဲ့ပေါင်းလို့ရှိရင်ခွန်ခွန်ကိုရှင်နှလုံးပေါင်းရင်း7နဲ့ပေါင်းလို့ရှိရင်5เนาะ9နောက်ပိတ်ကို2နဲ့ပေါင်းလို့ရှိရင်ကို5ကိုကျွန်တော်တို့ရှင်နှလုံးပေါင်းရင်း10နဲ့ပေါင်းလို့ရှိရင်ကိုကိုเนาะ6နောက်ပိတ်ကိုရှင်နှလုံးပေါင်းရင်း2နဲ့ပေါင်းလို့ရှိရင်8 8ကို10နဲ့ပေါင်းလို့ရှိရင်6เนาะဒါကျွန်တော်တို့ကရှင်နှလုံးပေါင်းရင်း8ကို ယူထားတာပေါ့ဗျာနော်ဆီလုံးမောင်းရှစ်ကိုယူထားတဲ့ကကြတော့အားတုံညာ၄၅၉၆နော်အားတုံညာ၄၅၉၆ပေါ့နော်အားတုံညာ၄၅အားတုံညာ၄၅၉၆သူ့ကိုကျွန်တော်တို့ပြန်ပြီးတော့ဆယ်ခုပြန်ယူရမှာပေါ့နော်ဆယ်ခွဲမှုပေါ့နော်နှလုံးမောင်းကြီးဒီရှစ်ရှစ်ကိုကျွန်တော်တို့တော်လုံးမောင်းကြီးဒီနှစ်နဲ့ပေါ့လို့ရှိရင်တုံညာကျော်ဆီလုံးမောင်းကြီးက၄နောက်ပေး၃နှစ်ကြီးခဏတကွပြီးသွားတယ်နော် မှာကျွန်တော်တို့နှလုံးပေါင်းကြီးတည်သုံးเนาะနှလုံးပေါင်းကြီးတည်သုံးသုံးကိုကျွန်တော်တို့ဖြောင်းလေးနဲ့သုံးလုံးပေါင်းကြီးတည်နှစ်ဖြောင်းလေးနဲ့သုံးလုံးပေါင်းကြီးတည်နှစ်ကို9နဲ့6နဲ့ပေါ်လို့ရှိရင်သုံးသုံးကို1နဲ့ပေါ်လို့ရှိရင်ငါ9ပါပါတုံညတုံညပါပါငါနှလုံးပေါင်းကြီးတည်6နဲ့နဲ့8 8ကိုကျွန်တော်တို့4နဲ့ငါသုံးလုံးပေါင်းကြီးတည်1ကို8နဲ့ပေါ်လို့ရှိရင်9ပါပါ9အဲ့ကြတော့ကျွန်တော်တို့6 6မှာအနန္တကပြီးရပါဘောနော်6နဲ့ငါသုံးလုံးပေါင်းကြီးတည်သုံးသုံးကိုကျွန်တော်တို့9နဲ့6နဲ့ပေါ်လို့ရှိရင် တလုံးကို sorry ခုနကမှနှလုံးပေါင်းကြီးဒီရှစ်ရှစ်ကိုကျွန်တော်တို့၄၁၅သုံးလုံးပေါင်းကြီးဒီရှစ်နဲ့၁၀နဲ့ပေါင်းလို့ရှိခိုးနော်ဒါမှကျွန်တော်တို့၂နဲ့၅နဲ့ပေါင်းလို့ရှိခွန်ခွန်ကို၁၅၆သုံးလုံးပေါင်းကြီးဒီသုံးခွန်ကို၃နဲ့ပေါင်းလို့ရှိ၃ည၅ပါးက၃ညနော်၅ပါးက၃ည၅နဲ့၂နဲ့ပေါင်းလို့ရှိခွန်ခွန်ကိုကျွန်တော်တို့၂66 6 3လုံးပေါင်းကြီးဒီခွန်နှလုံးပေါင်းကြီးခွန်ကို66 6 3လုံးပေါင်းကြီးခွန်နဲ့ပေါင်းလို့ရှိရင်၄9ပါပါ၄အခုဒီမှာကျွန်တော်6ခံထားရတယ်ပေါ့နော် အဲ့ဒီ6ကိုကျွန်တော်တို့နှလုံးပေါင်းခြင်းဒီ6 6ကိုကျွန်တော်တို့သုံးလုံးပေါင်းခြင်းဒီ5နော်သုံးလုံးပေါင်းခြင်းဒီ5 6ချက်တော့သုံးလုံးပေါင်းခြင်းဒီ5 5ကိုနှလုံးပေါင်းခြင်းဒီ6နဲ့ပေါင်းလို့ရှိရင်10 6ပါပါ1နော်6ပါပါ1သုံးလုံးပေါင်းကြီးဒီ၃ည၃ညကို၅နဲ့ပေါင်းလို့ရှိရင်ငါငါကိုနှလုံးပေါင်းကြီးဒီ၈၈ကိုသုံးလုံးပေါင်းကြီးဒီ၂နဲ့ပေါင်းလို့ရှိရင်၃ည၅ပါပါ၃ည၃နဲ့၄ပါအရှင်းလုံးပေါင်းကြီး၅နဲ့၄နောက်ပေးနဲ့တကွနော် ၃နောက်ဘေးကိုရှင်နှလုံးပေါင်းလေးနဲ့ပေါင်းလို့ရှင်ခွန်ခွန်ကိုကျွန်တော်တို့၃နဲ့ပေါင်းလို့ရှင်၃ညအဲ့၃ညကိုနှလုံးပေါင်းကြီးဒီ၃၃ကိုကျွန်တော်တို့၆လေးနဲ့နှလုံးနှလုံးပေါင်းကြီးဒီ၃၆လေးနဲ့၃နှလုံးပေါင်းကြီးဒီ၄၃နဲ့၄နဲ့ပေါင်းလို့ရှင်က၃ညပါပါငါရှင်ကနေမှရှင်နှလုံးပေါင်းကြီး၃နဲ့၂နောက်ဘေးနဲ့ဒီကွာ၆နောက်ဘေးကိုရှင်နှလုံးပေါင်းကြီး၄နဲ့၁၀၁၀ကို၄နဲ့ပေါင်းလို့ရှင်လေးအဲ့ဒီကိုကျွန်တော်တို့နှလုံးပေါင်းကြီးဒီ၈၄နဲ့၅၁လုံးပေါင်းကြီး၈ကိုလုံးပေါင်းကြီးဒီ၁နဲ့ပေါင်းလို့ရှိရင်ကို၄ပါပါကို၈၆၅မှာရှင်လုံးပေါင်း၄နဲ့၅နောက်ပိတ်နဲ့ တခွတ်နော်တင်းနောက်ဘေးနဲ့ရှင်းလုံးပေါင်းချောင်းနဲ့ခွန်ခွန်ကိုရှင်းနေပေါင်းလို့ရှိရင်ငါအဲ့ငါ့ကိုနှလုံးပေါင်းကြီးဒီခွန်ခွန်ကိုကျွန်တော်တို့တင်းငါ6သုံးလုံးပေါင်းကြီးဒီ3ခွန်ကို3နှစ်ပေါင်းလို့ရှိရင်ပုံညာငါးပါးကပုံညာလုံးငါ6မှာရှင်းလုံးပေါင်းကြီးရှင်းနေဆောင်းနောက်ဘေးနဲ့တခွတ်ခွန်နောက်ဘေးကိုရှင်းလုံးပေါင်းကြီးနဲ့ကိုကိုကိုရှင်းလုံးပေါင်းကြီး10နဲ့ကိုအဲ့ဒီကိုကိုနှလုံးပေါင်းကြီးဒီခွန်ခွန်ကိုကျွန်တော်တို့6 6သုံးလုံးပေါင်းကြီးဒီခွန် 966လုံးလုံးပေါင်းကြီးဒီခွန်ကို99ပေါင်းလို့ရှိရင်လေဒီဒီကိုပါပါလေ646မှာရှင်းပေါင်း30နဲ့6နောက်ပေးနေတူကအခုကျွန်တော်ကအခုဒီမှာက6နောက်ပေး6နောက်ပေးကိုရှင်းလုံးပေါင်းကြီး1နဲ့8 8ကိုကျွန်တော်တို့ရှင်းလုံးပေါင်းကြီး1နဲ့6အဲ6ကိုကျွန်တော်တို့လုံးပေါင်းကြီးဒီ6 6ကိုကျွန်တော်တို့66လုံးလုံးပေါင်းကြီးဒီက6နဲ့9နဲ့ပေါင်းလို့ရှိရင်ဒီ6ပါပါဒီရှင်းပေါင်းကြီး1နဲ့3နောက်ပေးနဲ့မမခံနိုင်လား10ခွက်ဆက်ထိုးလိုက်ကြတော့เนาะ10ခွက်ဆက်ထိုးလိုက်ကြတော့ ကျွန်တော်မင်္ဂလာဟုတ်ကဲ့ပါအဲကျွန်တော်ကဇက်ခွဲမှုပါပဲဗျာနော်ဟုတ်ဒါမဲ့ကိုကြိုက်ပေါ့နော်ကိုကြိုက်ကိုကိုတွေ့တာကိုပြပေးတာခြားပေးတာဖြစ်တဲ့တပဲစနေတဲ့ရတုံးပြပါအဲ့ချာပဲမျိုးစနေတဲ့လေကြီးလေးတွေပါလေးနေနေလေဟိုလုတ်လုတ်ချင်တယ်ပါဆိုလေလုတ်ဖို့လေထိုးချင်တယ်ပါဆိုလေထိုးဖို့ဗျာနော်ကျွန်တော်ကတော့လောဆိုဒီဟိုအဥစားပြဒုတိယအဆင့်ထဲမှာပါနိုင်တယ်ပေါ့နော်ဒီစေတဲ့ထက်ကစနန်းတစ်ခုခုတ်ပါတော့နော်အဆုံးဒါမဲ့ organization ဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့ဗျာနော်